္ဂလာပါခုနေသားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေဆီယမကတော့ဆောလာနွေနီဖြစ်ပါတယ်ဆီယမနေနဲ့ကတော့2025ခုနှစ်အောက်တိုဘာလအတွက်တနင်္ဂနွေသားသမီးတွေရဲ့ထီကန်စာတန်းနဲ့လက်ကီးအဆောင်ရတရားလေးတကူတကူချင်းပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီလအတွင်းမှာဆိုရင်တနင်္ဂနွေသားသမီးရဲ့ထီကန်စာတန်းကောင်းမကောင်းထီထွားမယ်နေ့အချိုးပေးကနေအချိုးပေးအချိန်တိုင်းရက်ဒေသနဲ့ပြုလုပ်မယ့်ရတရားလေးတွေရဲ့ ဒီတလာလုံးတွင်းမှာလုပ်ငန်းစည်းပွားငွေကြေးကျန်းမာရေးအခြေရေးပညာရေးအစအစအစအရာအဆင်ပြေစေဖို့အတွက်အထူးကံကောင်းစေမဲ့လက်ကီအဆောင်းနော်ပြုလို့ရမယ့်ရေတရားလက်ကီကာလာလေးတွေကိုခုချင်းပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီလတွင်းမှာတနင်္ဂနွေသားသမီးတွေအထီးကံကိုကြည့်လိုက်တဲ့အခါမှာနော်ဒါအထီးကံက အလွန်ကောင်းတဲ့လာလေးတလဖြစ်ပါတယ်เนาะအဲ့တော့ထီကန်ကိုစတင်ပြီးပြောမှာဖြစ်တယ်အဲ့တော့ထီကန်အလွန်ကောင်းတဲ့လာလေးတလဖြစ်တဲ့အတွက်ဒီလအတွင်းမှာမဖြစ်မနေထီတိုးအတင်းတဲ့လာလေးတလပဲဖြစ်ပါတယ်ထီတိုးဖို့အတွက်အကောင်းဆုံးနေလေးကိုရွေးချယ်လိုက်တဲ့အခါမှာတနင်္ဂနွေနေ့ပါအထို့ကြောင့်မိမိတို့ရဲ့မွေးနေ့လေးမှာပဲဒါထီထိုးပေးဖို့เนาะလိုအပ်ပါလိမ့်မယ်အဲ့တော့ဒါအချိုးပေးနေ့ရလဲတနင်္ဂနွေနေ့ဖြစ်ပါတယ်เนาะအဲ့တော့မိမိတို့အနေနဲ့ဒီလအတွင်းမှာအချိုးပေးလက်ကီကနန်းလေးတွေကြည့်လိုက်တဲ့အခါမှာတစ်ကနန်း ိုကနန်းခွန်ကနန်းတစ်ကိုခွန်အချိုးပေးလက်ကီကနန်းလေးတွေဖြစ်ပါတယ်အချိုးပေးအခရာလေးတွေကတော့ကခကကန်းကအခရာဖြစ်ပါတယ်နော်အဲ့တော့မမီးတို့အနေနဲ့ဒါတင်းငွေတွေနဲ့တနေ့တာအတွင်းမှာထီထိုးတော့မယ်ဆိုရင်ထိုးနှိမ့်တဲ့အကောင်းဆုံးချိန်လေးဆိုတာရှိပါတယ်အဲ့ချိန်မှာရွေးပြီးထီထိုးပါကန်တရားရဲ့အထောက်ပံ့ကောင်းတွေရရှိလာမှာဖြစ်ပါတယ်ဒီချိန်မှာရွေးပြီးတော့ထီထိုးတာပဲလုံးလုံး အရေးကြီးသောလုပ်ငန်းတွေစတင်ပြီးတော့ဆောင်ရွက်မယ်ပြောဆိုမယ်လုပ်ကိုင်မယ်ခီးစင်တွေစထွက်မယ်ဆိုရင်အဲ့ဒီအချိန်ကအကောင်းဆုံးအချိန်ပဲအောင်မြင်မှုရရှိမယ်အချိန်လေးပါเนาะအဲ့ဒီအချိန်လေးကမုတ်ဆိုးရှိုးရာခိုင်အချိန်လို့ခေါ်ပါတယ်เนาะမနေ့10နိုင်49ကနေပြီးတော့10နိုင်စနစ်အတွင်းမှာပါအဲ့ဒီအချိန်မှာရွေးပြီးထီထိုးပါကန်တရားရဲ့ထောက်ပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ်ရက်တွေဒါကတော့ အရှိတောင်ရက်ပေါ့နော်အဲ့တော့မမီးတို့ကနိုင်ငံခြားမှာနေတဲ့သူတွေပေါ့နော်တခြားတိုင်းပြည်မှာနေတဲ့သူတွေတော့ကထီထိုးဖို့အတွက်အကျိုးပေးနေရယ်ခနန်းရယ်အချိန်ရယ်ဒီသုံးမျိုးကိုပဲအဓိကထားပြီးတော့ရွေးချယ်ပြီးတော့ထီထိုးပေးရမှာဖြစ်ပါတယ်အဲ့တော့မမီးတို့အနေနဲ့ဒါတိတိကျကျအချိန်အတိုင်းလေးတွေထီထိုးပြီးသွားပြီဆိုရင်တော့ထီထိုးပြီးသူတိုင်းအတွက်မဖြစ်မနေပြုလုပ်သင့်တဲ့ရေဒရာလေးရှိပါတယ်နော်ဒီရေဒရာလေးကမမီးအိမ်ဖျားမှာအဝါရောင်ပန်းလေးတွေလှူပေးပါနော်နောက်ပြီးတော့ ီကြောက်ကြောလေးတပွဲကတ်လူပေးပါကလေးသူငယ်လေးတွေမုံဘိုးပေးမုံကျွေးပြီးတော့ထီကန်ကောင်းမှုထီစုပေါဖို့ဆူတောင်းခိုင်းခြင်းဖြင့်နဲ့เนาะဒါထီကံကောင်းမှုတွေဖြစ်ပေါ်လာလိမ့်မယ်ဒါတော့ထီထိုးပြီးသူတိုင်းမခင်မနေပြုလုပ်တင်တာပေါ့နော်တပတ်ကိုတစ်ချိန်နှစ်ချိန်သုံးချိန်နော်စေတနာရှိသူဒါလှူဒန်းပေးလို့ရပါတယ်ထီစူးပြီးပေါ့ဖို့ဆူတောင်းပေးပေါ့နော်နောက်ထပ်တင်းငွေတွေတာသမီတွေကဒါ ထီကန်လေးကိုပြပြပြီးသွားပြီဖြစ်ရတဲ့နောက်ထပ်နော်ဒါစီးပွားရေးကျန်းမာရေးလုပ်ငန်းကိုင်ကငွေကြေးပညာရအစားအစားရအစဉ်ပြေစေဖို့တထုကန်ကောင်းစေမယ် lucky အဆောင်ပြပေးမယ်နော်အဲ့တော့အထုကန်ကောင်းစေမယ်ဒါတနင်္ဂနွေသားသမီးဒီလအတွက် lucky အဆောင်လေးကတော့တပြေဆောင်ထားပေးရမှာဖြစ်ပါတယ်နော်တပြေလေးတွေဆောင်ထားပေးရမှာဖြစ်ပါတယ်ရတရာကတော့ဒါဒီထီကန်ကောင်းမှုဒီတလအတွင်းကန်ကောင်းမှုအတွက်ကောเนาะအဝါရောင်ပန်းလေးတွေလှူမယ်เนาะကြောက်ကြောလေးတပွဲဖះမှာကက်မယ်ကလေးသူငယ်လေးတွေမုံပိုးပေးမုံကျွေးပြီးတော့ဆူတောင်းခြင်းမြင့်ကန်ကောင်းခြင်းတွေရရှိလာမှာဖြစ်ပါတယ်เนาะ အမမီတို့နေနဲ့ပေါ့နော်ဒါအိမ်မှာအိမ်တွင်းရေးအေးချမ်းကျင်တဲ့စီးပွားလက်လာပါတွေတိုးတက်ကျင်တဲ့အိမ်မှာအရရနော်အေးချမ်းမှုရှိကျင်တယ်ဆိုမမီတို့ရဲ့အိမ်အဝင်ဝမှာတပြေပင်လေးတွေစိုက်ထားပေးနော်မိမိတို့ရဲ့အဲကန်းထဲမှာတပြေပန်းလေးတွေထိုးထားပေးမိမိတို့ရဲ့အဲကန်းနိုင်ရမှာတပြေပန်းလေးတွေထိုးထားပေးပေါ့နော်အရရအဆင်ပြေမယ်အေးချမ်းမယ်အောင်မြင်မှုတွေရရှိမယ်ဒီလအတွက်အဆအဆရအဆင်ပြေပြီးအေးချမ်းမှုတွေ ဖြစ်ပေါ်လာလိမ့်မယ်ခီးသွောလာနေတဲ့သူတွေပွဲစားလုပ်ငန်းလုပ်ကင်နေတဲ့သူတွေကားဆွဲနေတဲ့သူတွေအယောင်ဝယ်လုပ်ငန်းလုပ်နေတဲ့သူတွေတပြေလေးဆောင်ပြီးတော့ခီးထွက်နော်တပြေလေးဆောင်ပြီးတော့အယောင်ဝယ်စကားတွေပြောပေးကိုယ့်ရဲ့လုပ်ငန်းစပွဲတွေမှာတပြေပန်းလေးစိုက်ထားပေးနော်တပြေပင်လေးအဲစိုက်ထားပေးတာမျိုးတပြေအိုးလေးပေါ့နော်ပန်းအိုးလေးပဲဖြစ်ဖြစ်အဲပန်းအိုးနဲ့ပဲဖြစ်ဖြစ်ပေါ့နော်ဒါဒီစိုက်ထားလို့ရတဲ့ရုံးရှိ နော်ကိုယ့်ရဲ့ဒီအခန်းရှိနေမှာလဲစိုက်ထားပေးလို့ရတယ်ကိုယ့်ရဲ့အခန်းထဲမှာလဲတပြေပင်လေးတွေထိုးထားပေးလို့ရတယ်ပေါ့နော်အဲ့ဒါလက်လာပါတွေဝင်မဲ့အရာအဆင်ပြေမဲ့နောက်ပြီးတော့ဒီ ။ရောင်းဝယ်စကားတွေပြောရမယ်ဆိုရင်တပြေးလေးဆောင်ပြီးတော့ရောင်းဝယ်စကားပြောအောင်မြင်မှုရရှိနိုင်မယ်နော်။နောက်ထပ်မိမိတို့အနေနဲ့ကားမောင်းနေတဲ့သူတွေကားဆွဲနေတဲ့သူတွေအတွက်ကတော့ကားရဲ့ခေါင်းမိုးမှာတပြေးပင်လေးစိုက်ထားပြီးတပြေးပန်းလေးစိုက်ထားပြီးကားရဲ့နော်ခေါင်းငန်းထဲမှာတပြေးပန်းလေးစိုက်ပြီးကားဆွဲကားမောင်းတာမျိုးပြုလုပ်ခြင်းမြင့်အဆင်ပြေမယ်အောင်မြင်မယ်လက်လာပါတွေဝင်မယ်။နောက်ကားလုပ်ငန်းတွေအောင်မြင်မှုရရှိမယ်။နောက်ထပ်ဆိုင်ကန်ဈေးကန်စတိုးဆိုင်စားတောက်ဆိုင်ကုံစုံကုံချောက်ကုံစိမ့်မဆိုင်မဲရောင်ရောင်ကိုဆိုင်မှာဈေးရောင်းကောင်းမှုလူဝင်ထွက်တွေများဖို့လက်လာပါတွေဝင်ခြင်းနဲ့ရောင်းဝတ်တက်ခြင်းနဲ့ဆိုရင်ဆိုင်ရဲ့အဝင်ဝမှာတပြေးမင်းလေးတွေစိုက် ထားပြီးဆိုင်ရဲ့ကောင်းနာပေါ်မှာတပြေပန်းလေးတွေထိုးထားပြီးရောင်းချင်တဲ့ပစ္စည်းတွေခြားထဲမှာတပြေပန်းလေးထားထားပေးလိုက်เนาะရောင်းဝယ်သက်မဲ့အဆင်ပြေမဲ့အောင်မြင်မဲ့ခန္ဓာကိုယ်မှာဆောင်ပြီးတော့ရောင်းဝယ်စကားတွေပြောချင်းဖြစ်လဲရောင်းဝါးတွေတက်လာလိမ့်မယ်ဝင်ငွေတွေတွုတ်မဲ့အမြန်ဆုံးနေရလာလိမ့်မယ်เนาะနောက်ထပ်ငွေဝင်ဖို့ငွေမြဲဖို့လက်ရှင်ဖို့အတွက်မိမိရဲ့ပတ်စံလေးကိုတပြေပန်းလေးနဲ့တပြေပင်လေးနဲ့ခောက်ပြီးတော့မိုးလေးနဲ့လက်ပွင့်လက်နှိုးခရားလေးတွေရွတ်ပေးလိုက်နော်ငွေကြေးကန်ကောင်းလာလိမ့်မယ်မြဲလာလိမ့်မယ်အကူကြီးသွားတောင်းချင်တာတပြေလေးဆောင်ပြီးတော့အကူကြီးသွားတိုင်းလိုက်အဆင်ပြေလိမ့်မယ်နော် နောက်ထပ်ကျန်းမာရေးညံ့နေတဲ့သူတွေစေတိုစေတောက်လုံးနေတဲ့သူတွေဆေးကန်းပြနေတဲ့သူတွေကြီးကြီးမားမားယောဂါဆိုအညံ့နေမချရအောင်မမီးရဲ့ခေါင်းရင်းမှာတပြေပင်လေးထားထားပေးလိုက်။နော်မမီးရဲ့ဒီခေါင်းရင်းလေးမှာထားထားပေးလို့ရတယ်ပေါ့နော်အခန်းဝမှာတပြေပင်လေးစိုက်ထားပေးလို့ရတယ်ထားထားပေးလို့ရတယ်နော်နောက်ပြီးမဝင်းလန်တောက်မှာလှူပေးပါရေတရအနေနဲ့ကတော့နော်အဝါရောင်ပန်းလေးတွေလှူပေးပါကြောက်ကြောလေးတပွဲပေါ့နော်ကလေးသူငယ်လေးတွေမုံမိုးပေးမုံကျွေးပြီးတော့လိုရာဆူတောင်းမှာကြီးကြီးမားမားယောဂါဆိုအညံ့နေမချရောက်နိုင်ပါဘူးနော် နောက်ထပ်အိမ်တွင်းအိမ်နောင်ရေးကဏ္ဍလေးတွေကရောက်ကစားဖြစ်နေတာအိမ်နောင်ရေးအဆင်ပြေခြင်းနဲ့အေးချမ်းဖို့အတွက်နော်အဲကရောက်ကစားလေးတွေတိုက်ခန်းလေးတွေစကားပြောနေရတာဆိုရင်လင်းမြန်းနဲ့ကတ်ဓာတ်ပုံပေါ်မှာတပြေပန်းလေးတင်ထားပေးလိုက်နော်တင်ထားပေးလိုက်ကြီးကြီးမားမားပြဿနာမရှိတပြေလေးဆောင်ပြီးတော့ကိုပြောခြင်းနဲ့စကားပြောပေးလိုက်ကိုပြောတဲ့စကားအောင်မြင်သွားလိမ့်မယ်နော်နောက်ထပ်ချစ်သူဆောင်တဲ့နေနဲ့လည်းအခြေအဆင်ပြေခြင်းနဲ့အေးချမ်းခြင်းနဲ့ပေါ့နော်ဆက်သွယ်ပြနေတာတွေပြန်ရခြင်းနဲ့စမ်းပွင့်ခြင်းနဲ့တို့တပြေပန်းလေးဆောင်ပြီးတော့ကိုပြောခြင်းနဲ့စကားတွေပြောပေး နော်နောက်ပြီးတော့မိမိတို့အနေနဲ့ပေါ့နော်ချစ်သူနှုခရောက်ကစားတွေဖြစ်နေတဲ့အစမပြေတာတွေပြေးခြင်းနဲ့အေးချမ်းခြင်းနဲ့ဆက်သွယ်ပြနေတာတွေပြန်ရခြင်းနဲ့ဆိုချစ်သူနှုရဲ့ဓာတ်ပုံပေါ်မှာတပြေပင်လေးတင်ထားတပြေပန်းလေးတင်ထားပေးလိုက်။နောက်ပြဿနာကြီးကြီးမားမားမရှိဘဲနဲ့ပြန်ပြီးအဆင်ပြေသွားလိမ့်မယ်နော်။တပြေဆောင်ပြီးတော့ကိုပြောခြင်းနဲ့စကားပြောပြီးအောင်မြင်လိမ့်မယ်။နောက်ထပ်အလုံးအင်တာဗျူးကိစ္စတွေဆမ်မဝဲကိစ္စတွေရှိတယ်ဆိုရင်လည်းပဲတပြေလေးဆောင်ပြီးအင်တာဗျူးဖြစ်ဆမ်မဝဲဖြစ်ပါအောင်မြင်မှုရရှိမှာဖြစ်ပါတယ်။ဒါကဒီဒီလာလုံးအတွက်လက်ကေးအဆောင်လေးပါနော်။ ဲ့တော့ရေတရာကတော့ဒီတလာလုံးရေတရာကတော့ဒါထီကန်ကောင်းမို့ရောပေါ့နော်ဒီတလာလုံးကန်ကောင်းမို့ရောအဝါရောင်ပန်းလေးတွေလူပါကြောက်ကြောက်လေးတပွဲလူမဲ့ကလေးသူငယ်လေးတွေမုံဖို့ပေမုံကျွေးပြီးတော့နော်ထီစုကြီးပေါက်ဖို့ကန်ကောင်းမို့ဆူတောင်းခိုင်းခြင်းဖြင့်ရရအစဉ်ပြေပြီးတော့နော်ဒါအိမ်တွင်းရေးတွေလုံငယ်စီပွားပိုင်းတွေအောင်မြင်မှုရရှိမယ် ဒီတလာလုံးအတွက်ကံကောင်းစေမဲ့ lucky color လေးတွေပေါ့နော်အပြာပွင့်အပြာရောင်အဝါပွင့်အဝါရောင်ခဲရောင်ငွေရောင်လေးတွေကတော့အချို့ပေး lucky color လေးဖြစ်တဲ့အတွက်အရေးကြီးသောလုပ်ငန်းကိစ္စတွေအရေးကြီးသောစကားတွေပြောဆိုရမှာဝစ်စင်သုံးပြုခြင်းဖြင့်ကံဆတာပွင့်လန်းစေပါလိမ့်မယ်နော်ဒါကတော့တနင်္ဂနွေသားသမီးရဲ့အတွက်ဒါဒီဒီတလာလုံး lucky နော်ဒါအယောင်လေးတွေပြည့်ပြပေးသွားတာပါအဲ့တော့ဒီထီကံကော ီတလာလုံးတည်းဒီအဆောင်လေးတွေဒီရရားလေးတွေပေါ့နော်ပြုလုပ်ပေးပြီးတော့ကံကောင်းမှုတွေရှာယူပေးပါယနေ့မှစတနင်္ဂနွေသားသမီးတိုင်းဖြစ်စုကြီးပေါက်ကြပါစေစီးပွားလက်လာပါကြီးတိုးတက်ကြပါစေစီးပွားလက်လာပါကြီးလည်းတိုးတက်ကြပါစေအသက်ရှူတိုင်းလည်းဝင်ဝေတွေတိုးကြပါစေယောဂဘေးအန်ဒီဘေးတွေကင်းဝေးပြီးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆရာမကနေဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်